ပေါ်မေပြိသက်များအားလုံးပဲမင်္ဂလာပါအခုတော့ဒီနေ့မနက်ပိုင်းမှာကစားသွားခဲ့တဲ့အာဂျင်တီးနားနဲ့ဘရာဇီးပွဲပြီးချိန်မှာကျွန်တော်ကဒီဘရာဇီးရဲ့အကြောင်းကိုလည်းတော့ပြောရှင်ပါတယ်ဘလို့လဲဆိုတော့ဘရာဇီးဆိုတာနာမည်ပဲကြံတော့တဲ့အသင်းလို့ကျွန်တော်ကကောင်းစဉ်တတ်ရှင်ပါတယ်ကျွန်တော်တို့ငယ်ဘဝတုန်းကဘောလုံးပွဲကိုစကြည့်ခဲ့တဲ့အချိန်တုန်းကဆိုရင်ဘရာဇီးဆိုတာကဘာဖလားနဲ့တွဲပြီးတော့မြင်ရတဲ့အသင်းကဘာဖလားဆိုရင် ဒါနယ်တွေမှာအစမျိုးတွေမှာအစအားလုံးဘရာဇီးဘရာဇီးဆိုပြီးတော့တန်တာတဲ့အသင်းပေါ့လေရော်နယ်ဒင်ဟိုတို့ရော်နယ်ဒိုတို့ဒီရီဘတ်ဒိုတို့နဲ့သူတို့ကတကယ်ကိုဘယ်သင်းကိုမဆိုရှေမုံပြလို့ရတဲ့အနေထားမျိုးနဲ့ကျွန်တော်တို့တွဲပြီးတော့မြင်ခဲ့ရတာကျွန်တော်တို့မမီလိုက်တဲ့ခင်မှာဆိုရင်လည်းဘရာဇီးကအိုးပီရီယိုကနေပြီးစပြီးတော့အခုဒီဘက်2010လောက်တတိပေါ့လေတော်တော်လေးကိုဂုံငယ်စရာမရှိခဲ့အသင်းတသင်းအဖြစ်နဲ့ရပ်တည်နိုင်ခဲ့တာ အခုတော့နာမည်ပဲကျန်တော့တဲ့အထိသူတို့အရှင်နေဆိုးသွားခဲ့ပြီသူတို့နောက်ဆုံးချန်ပီယံဖြစ်ခဲ့တာကတော့2002ခုနှစ်တုန်းကဒီကိုရီးယားနဲ့ဂျပန်ကပူးတွဲပြီးတော့ကျင်းပခဲ့တဲ့အာရှမှာကျင်းပတဲ့ကမ္ဘာဖလားပေါ့လေအဲ့တုန်းကဆိုလို့ရှိရင်ရှေ့လယ်နောက်မှာအလုံးကမ္ဘာအဆင့်ကစားသမားတွေကြီးပဲနောက်တန်းဆိုလူစီယိုရှိတဲ့ဗဟိုမှာပြီးရင်တောင်မန်နှစ်ဖက်မှာဆိုလဲကာဖူးနဲ့ကာလို့စလုံးဝတကယ်ပြီးပြည့်စုံတဲ့အတွဲ ဝင်လဲမှာဆိုလဲရော်လန်တင်ဟိုတို့ကီပါတို့ဆေးပါတို့အီမာဆန်တို့ဂျူနင်ဟိုတို့တိုက်ဆက်မှာဆိုလဲခုနပြောတဲ့ဒိုဂျီတို့ရီဘက်တို့တို့ပေါ့လေအဲ့နောက်ပိုင်းမှာဆိုလို့ရှင်လဲကာကာတို့အရီယာနိုတို့ရော်ဘင်ဟိုတို့ကနေဒီနေမာခစ်တတိကိုကဘရာဇီးဆိုတာတကယ်အချိန်ဝါကြီးတဲ့အသင်းတစ်သင်းဖြစ်ခဲ့တာဒါပေမဲ့အခုတော့ဒါဥတီတရှင်တဲ့ကလို့ပြောရလို့ရှင်အခွန်သာကြံတဲ့တနက်ဆုပ်ဖြစ်နေပြီတော်လေးဆိုးရွားနေပြီဒီနေ့မနက်ပိုင်းမှာအာဂျင်တီးနားကိုပွဲတဲ့ ဒီလေးခုနဲ့ခြုံတဲ့ပွဲမှာဆိုလို့ရှင်ပွဲမတိုင်ခင်ကတည်းကရာဖင်ညာတို့ကလေတိုက်ထားတဲ့ဒီအာဂျင်တီးနားကိုဘလို့လှုပ်ထက်လိုက်မယ်ညာလှုပ်ထက်လိုက်မယ်ပြောထားပေမဲ့တကယ်တမ်းမှာတော့သူတို့ပဲခံလိုက်ရတယ်တကယ်ဆိုရင်အာဂျင်တီးနားကမက်ဆီတောင်မပါဘူးဒီလိုအနေထားမျိုးမှာသူတို့အตาရအောင်ယူရမှာပြီးတော့အာဂျင်တီးနားကဒီပွဲမကန်ခင်ကတည်းကသူက80ပွဲအောင်သွားပြီဒီတော့သူတို့အတွက်ဘာပရက်ရှာမှမရှိရဲ့ပွဲဘရာဇီးက80ပွဲအောင်မှု တကယ်အမှတ်လိုနေတဲ့အချိန်မှာယာနုံးပြည့်ယာနုံးပြည့်ဆိုတာယာနုံးနှစ်ဆလောက်ကိုသူတို့အာဂျင်တီးနားပလေယာတွေထက်စိတ်သက်ပိုင်းဆိုင်ရာအရာရောရှေ့ဆွမ်းမှာထုတ်ပြနိုင်မှုစ조사ရမှာဒါပေမဲ့ဘလို့မှအားရစရာမရှိဘူးတဝီရှင်းရှေ့ဆွမ်းစုစည်းမှုဘာမှအထင်ကြီးစရာမရှိဘူး finisher တို့ rafinha တို့ rigo တို့လို real နဲ့ barca မှာဆရာကြီးလုံးနေတဲ့ကောင်တွေလည်းဒီပွဲမှာဘာမှမလုပ်နိုင်ဘူးနောက်တန်းကလည်းတကယ်ကိုဒီပွဲမှာအလူပေးနေတယ်လို့ဖြစ်တယ် ပြီးခဲ့တဲ့ပွဲမှာတွဲနေတဲ့ဒီမာကွင်ဟိုးစ်နဲ့အာဆနယ်ကဂါဘရီယယ်ဆိုရင်တော့ဒီလောက်ဆိုးမယ်မထင်ဘူးဖြစ်ရှင်တော့ဂါဘရီယယ်ကပြီးခဲ့တဲ့ကိုလံဘီယာနဲ့ပွဲမှာအဝါထိတာကြောင့်ပွဲပယ်ထိသွားပြီးတော့သူအင်္ဂလန်ကိုပြန်သွားတဲ့အခါခန်စစ်ကဆိုးရွားသွားတယ်ပြီးတော့ကိုသမားနေရာမှာလည်းအလီဆင်မဟုတ်တဲ့ခါကျတော့ဒီပွဲကဒီလိုဆိုးရွားဖို့ဖြစ်သွားခဲ့တာဗောလေဒီတော့ဒီပုံစံတိုင်းဆိုရင်ဘရာဇီးကတော်လေးအခြေအနေမကောင်းဘူးရှစ်စပွဲကိုအောင်ခဲ့လို့ရှိရင်တော့မှကမ္ဘာဖလား2026 ဒီကဘာဖလာရောက်လို့ရှင်စူဖလာမျောလင်းနိုင်အောင်မှာမဟုတ်ဘူးအခွန်သာကြံတဲ့တနတ်ဆုပ်လိုမျိုးသူကဒီနာမည်ပဲကြံတဲ့ဘရာဇီးဖြစ်နေပြီဆွဲမဲ့ဖွဲရမကောင်းတော့ဘူးအထင်ကြီးဖို့မကောင်းတော့ဘူးလို့ပဲပြောလိုက်ရှင်ပါတယ်ဘရာဇီးပြိသက်တွေရှိလို့ရှင်လည်းဒီကိုလက်ရှိဘရာဇီးအသင်းရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ခံစားချက်ကိုပြောပြခဲ့ကြပါအောင်မြတ်ရှိရှိပဲသူအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်